ားလုံးပဲမိင်္ဂလာပါရှင်။ကျမတို့သတင်းဌာနကနေအော်တိုဘာလ26ရက်နေ့နေ့လယ်ခင်းနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြေချံတွင်စစ်တပ်အထိုင်ချတပ်ဆွဲထားသောတမန်ဒီဆက်ယုံကို109မမရှော့တိုက်တုံးစစ်လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုများပြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းမြင်းချံမြို့နယ်တွင်အကြမ်းဖက်စစ်တပ်အထိုင်ချတပ်ဆွဲထားသောတမန်ဒီဆက်ယုံကို109မမရှော့တိုက်တုံးစစ်လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ရာစစ်သား15ဦးသေဆုံးခဲ့ကြောင်း မြင်းချန် District Battalion 2မှတရင်မှုကသတင်းဌာနကိုပြောပါရယ်။အော်တိုဘလ19ရက်နေ့မြင်းချန်မြို့နယ်၌အချမ်းဖက်စစ်တပ်ကအင်အား200ခန့်ဖြင့်အထိုင်ကျတပ်ဆွဲထားသောတမနီစက်ယုံကိုတော်လန်ရေးတပ်ဖွဲ့များက100မမရှော့တိုက်တုံးစစ်လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းထိုတိုက်ခိုက်မှုအတွင်အကြံဖက်စစ်တပ်မှ15ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများပြပြီးတော်လန်ရေးရဲဘော်များအထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနေကြကြောင်းသိရပါသည် မြင်းချံတမနီစက်ယုံကိုကျွန်တော်တို့ပြစ်ခဲ့တာပေါ့။ဆေးလုံးပြစ်တာမှာရှစ်လုံးကအောင်မြင်နေ၊ရှစ်လုံးအောင်မြင်တဲ့အထက်ကနေလေးလုံးကထိချက်ကောင်းကိုမှန်ပါတယ်။အဲ့ဒီလေးလုံးကစစ်ခွေးတွေရှိတဲ့နေရာကိုခြောက်ရောက်ပောက်ခွဲခဲ့လို့စစ်ခွေးတွေဆုံးနာများခဲ့တာပေါ့။အဲ့ဒီနေရာမှာကစစ်ခွေးအင်အားကတော့၂၀၀ဝန်းကျင်ခန့်ရှိပါတယ်။စစ်ခွေးတွေတာကခံမှန်းကြီး၁၅ဦးတွေဆုံးနေ။ကျွန်တော်တို့ရဲဘော်တွေအထူးကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုမြင်းချံ district battalion 2တပ်ရင်းမှုကသတင်းဌာနကိုပြောပါရယ်အဆိုပါတိုက်ခိုက်မှုကိုမြင်းချံခရိုင်အမှတ်1တပ်ရင်း Farmis Guerrilla VGF ညင်းချံ1မိုးစစ်ကြောင်းနဲ့ညင်းချံခရိုင်အမှတ်3တပ်ရင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဆလပီအာဆီယံထိပ်သီးအစည်းအဝေးစတင်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါတယ်။ဒီနေ့အောက်တိုဘာ26ရက်နေ့မှာမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာ58ကျိမ်းမြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုစတင်ကျင်းပနေပါပြီ။အဲ့ဒီအစည်းအဝေးကိုအာဆီယံအဖွဲ့ဝင်နိုင်ငံကောင်းဆောင်တွေအာဆီယံဆွေးနွေးပတ်နိုင်ငံကောင်းဆောင်တွေနဲ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်လည်းတက်ရောက်လာတာတွေ့ရပါတယ် အမေရိကန်သမ္မတထရန့်လည်းအစည်းအဝေးတက်ရောက်ဖို့ဒီနေ့မနက်ပိုင်းမှာကွာလာလမ်ပူကိုရောက်ရှိလာပါတယ်။မလေးရှားမှကျင်းပတဲ့အာဆီယံထိပ်သီးအစည်းအဝေးကိုအာနာသိမ့်မြစ်ကောင်စီကောင်ဆောင်ဖိုးချုံမှုကြီးမရောက်လိုင်းတက်ရောက်မယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းတွေကစစ်တပ်အတွက်ဝါဒဖြန့်ချီပေးနေတယ်။ Telegram Channel တွေကနေဝါဒဖြန့်ကြတာရှိပါတယ်။မလေးရှားသတင်းမီဒီယာတစ်ခုဖြစ်တဲ့ News Straits ရဲ့အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်မယ်လို့စည်ရဲမှစစ်ကောင်စီကောင်ဆောင်အမည်ပါဝင်တာကိုကိုးကားပြီးဝါဒဖြန့်ခဲ့ကြတာပါ။ ဒါပေမဲ့နောက်ပိုင်းမှာတော့ New Straits တိုင်းသတင်းဌာနကသတင်းမှာမြန်မာစစ်ကောင်စီကောင်းဆောင်ရဲ့အမိကိုပေဖြတ်လိုက်ပါတယ်။အာနာသိန်းစစ်ကောင်စီကောင်းဆောင်ပိုင်းကိုအာဆီယံကမြန်မာနိုင်ငံရဲ့ပြိပခါကိုဖြည့်ရှင်းဖို့ချမှတ်ထားတဲ့ဘုံသဘောတူညီချက်၅ချက်အကောင့်အထည်မဖော်ပေးတာကြောင့်ထိပ်သီးအစည်းအဝေးတက်ရောက်ခွင့်ပိတ်ပင်ထားတာပါ။ အဲ့ဒီအချက်တွေကတော့အကြံဖတ်မှုတွေချက်ချင်းရပ်တန့်ဖို့တက်ဆိုင်သူတွေတွစ်ဆုံဆွေးနွေးမှုလုပ်ဖို့တွစ်ဆုံဆွေးနွေးမှုဖြစ်လာအောင်အာဆီယံအထူးကိုယ်စားလှယ်ရဲဂျာဝင်ညှိနှိုင်းပေးတာလက်ခံဖို့အာဆီယံကတဆင့်စာနာမှုအကူအညီတွေပေးဖို့နဲ့အာဆီယံအထူးကိုယ်စားလှယ်တွေကိုတက်ဆိုင်တဲ့အဖွဲ့တွေအားလုံးနဲ့တွစ်ဆုံခွင့်ပေးဖို့အချက်တွေပါဝင်ပါတယ်။ဘုံသဘောတူညီချက်၅ချက်ကိုမြန်မာစစ်တပ်အာဏာသိမ်းပြီးလပိုင်းအကြမ်းမှာပဲအင်ဒိုနီးရှားမှာပြုလုပ်တဲ့အာဆီယံကောင်ဆောင်တွေအစည်းအဝေးမှာချမှတ်ထားခဲ့တာဖြစ်ပါတယ်။ ။ပုံသဘောတူညီချက်၅ချက်ချမှတ်ခဲ့တဲ့အစည်းအဝေးကိုအာနာသိန်းစစ်ကောင်စီကောင်ဆောင်လက်ကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။ဆက်လက်ပြီးအာဆီယံမှာအဖွဲ့ဝင်နိုင်ငံတစ်ဖြစ်လာတဲ့အရှိတီမောင်းအရှိတီမောင်းဟာအရှိတောင်အာရှနိုင်ငံများအစည်းအယုံအာဆီယံရဲ့တရားဝင်အဖွဲ့နိုင်ငံတစ်ဖြစ်လာခဲ့ပါတယ်။အောက်တိုဘာ26ရက်နေ့ကအာဆီယံထိပ်သီးညီလာခံမှာအရှိတီမောင်းကိုအဖွဲ့အစည်းရဲ့၁၇ခုမြောက်အဖွဲ့ဝင်အသစ်ဖြစ်လက်ခံကြောင်းတရားဝင်ကြေညာခဲ့ပါတယ်။ အရှိတီမောကိုလက်ခံကြိုဆိုတဲ့စာချုပ်ကိုအာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးရဲ့ကောင်ဆောင်တွေကလက်မှတ်ရေးထိုးခဲ့ပြီးအရှိတီမောရဲ့ဝင်ကြီးချုပ်ကီရာလာရှာနာနာဂုစမာအိုကနောက်ဆုံးမှလက်မှတ်ရေးထိုးခဲ့ပါတယ်လမရေထိုးမှုအပြီးမှာတော့တခြားအာဆီယံ၁၀နိုင်ငံရဲ့အလံတွေနဲ့အတူအရှေ့တီမောအလံကိုပါခမ်းမတဲ့မှာထားရှိစိုက်တူခဲ့ပါတယ်။ကွာလာလမ်ပူမြို့တော်မှာကျင်းပခဲ့တဲ့အခမ်းအနားမှာတော့မလေးရှားဝင်ကြီးချုပ်အန်ဝါအီဘရာဟင်ကအာဆီယံမိသားစုတွေအဖွဲ့ဝင်တဲ့အရှေ့တီမောကိုကြိုဆိုကြောင်းပြောကြားသွားပါတယ်။ မလေးရှားဟာအာဆီယံရဲ့လက်ရှိအလဲကျဥက္ကဋ္ဌတာဝန်ယူထားတဲ့နိုင်ငံပါဂုစမာအိုကလည်းအာဆီယံအဖွဲ့ဝင် ဖြစ်လာတာဟာအရှိတီမော်ရဲ့ရှေးလျားကြာညောင်းခဲ့တဲ့အိမ်မက်တခုလက်တွေ့အကောင့်ထဲပေါ်လာတာဖြစ်ကြောင်းပြီးတော့အဲ့ဒီဆန္ဒအတွင်ကြက်ကြက်ခံပြီးစူးစူးဆိုင်ဆိုင်အာထုတ်မျောလင်းခဲ့တာတွေ့ရဲ့အကျိုးရလဒ်လို့လည်းစုံနိုင်ကြောင်းပြောကြားခဲ့ပါတယ်အရှိတီမော်ဟာအာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်အတွက်2017ခုနှစ်မှာစတင်လျှောက်ထားခဲ့ပြီး2022မှာတော့လေးလာသူအဖြစ်အာဆီယံအစည်းအဝေးတွေစတင်တက်ရောက်ခွင့်ရလာခဲ့ပါတယ် အဲ့ဒီချိန်ကစလို့အရှိတီမော်ဟာအာဆီယံရဲ့အရေးပါဆုံးအစည်းအဝေးတွေကိုအနီးကပ်လေ့လာခွင့်ရနိုင်ခဲ့ပြီးတချိန်တည်းမှာပဲအာဆီယံရဲ့မူဝါဒရေးရာစည်းပွားရေးလူမှုရေးယဉ်ကျေးမှုစံနှုန်းတွေနဲ့ကပ်ညီအောင်လေအလေးထားပြင်ဆင်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။